ီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်းမှာမန်လေးမြို့မှာကျွန်တော်တို့ဒေါက်တာဒေသာဆန်းအဲကိုခန့်ဝေကျော်ကိုနန်းလင်းတို့ပေါ့နော်ဦးဆောင်ပြီးတော့အဲလူလူလှုပ်ရှားမှုတခုလှုပ်ဆောင်လှုပ်ဆောင်ခဲ့ကြပါတယ်အဲတို့ဒါ flash strike လို့ခေါ်မှာပေါ့နော်တို့အလင်းညံမင်းတို့ဆန္ဒပြတယ်လူစုပြီးတော့အဲမိကွန်းတွေပြောကြတယ်ဆာရွက်ဆာရန်တွေဝင်ငါကြတယ်နောက်မှတန်းတင်တာတွေရှိတယ်ပေါ့နော်ဒီဗီဒီယိုကအဲຫນွေဦးတော်လှန်ရေးဒီ2025ကာလအတွင်းပေါ့နော်ဒီနောက်ပိုင်းကာလအတွင်းကျွန်တော်တို့တော်လှန်ရေးမှာ အခက်အခဲတွေမျိုးစုံကြုံနေရတဲ့အချိန်ပေါ့နော်တစ်ဖက်မှာဆိုရင်လည်းကျွန်တော်ဒီမှာစစ်တပ်ကနေမိုးကုတ်လိုနေရာမျိုးကိုပြန်ယူတာတွေနော်ထိုးစစ်တွေနဲ့ဖိအားပေးတာကြားထန်တက်တနာစသည်ဖြင့်ပေါ့နော်တက်တနာတွေမျိုးစုံကြုံလာရတယ်တစ်ဖက်မှာဆိုလည်း NUG ကိစ္စတွေရှိနေတယ်အဲနောက်ပြီးတော့ဒီနိုင်ငံတကာအနေနဲ့တွဲဆောင်ဆွေးနွေးရေးဖိအားပေးတာတွေရှိတော့တော်လှန်ရေးဘက်ကနေကြည့်မယ်ဆိုရင်နည်းနည်းလေးစိတ်ပြတ်ဖို့ကောင်းနေတဲ့အချိန်လေးပေါ့နော်။ဟာငါတို့အချိန်ကဘယ်လိုလဲမရင်မရဖြစ်နေပြီလားဆိုတဲ့အချိန်မှာကိုတီတာဆန်းတို့ကိုနန်းလင်းတို့ကိုခန့်ဝေထျော်တို့ရဲ့ဒီလှုပ်ရှားမှုက လူလူရဲ့စိတ်အားကိုအမှန်တကယ်တက်ကြွစေတဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ကျွန်တော်ရှုမြင်ပါတယ်။အင်မတန်လေးတတ်သိရှိပြီးရေးရင်နဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ဘာဖြစ်လို့လဲဆိုရန်သူနေနေတဲ့တွားပြီးရောရန်သူကိုနေရွယ်သရွေးစွန့်နိုင်တဲ့ကိစ္စပေါ့နော်။နောက်ဆက်တွဲအကျိုးဆက်တွေတော့ရှိတာပေါ့ဗျာ။အိမ်နာမှာရှိတဲ့ဈေးဆိုင်တွေကိုဖန်သီးတာတို့ဖြက်စီးတာတို့ဒါနေဝေးတွေရှိတယ်ဆိုတာလေးကျွန်တော်တို့သိရပါတယ်။ဒါပေမဲ့လူလူလှုပ်ရှားမှုအတွင်းမှာတော့ကျွန်တော်တို့ဒါဒီအင်မတန်အဲဘယ်လိုပြောမလဲ။ကောင်းမွန်တဲ့ လူလူကိုအားတက်စေတဲ့လှုပ်ရှားမှုတခုလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီမှာစစ်တပ်ကိုဒီမှာစစ်တပ်စစ်အာဏာရှင်စနစ်เนาะလူမျိုးကြီးဝါဒဒါရင်နဲ့ပတ်သက်ပြီးတော့ခုခံတွန်းလှန်လှုပ်ရှားတဲ့ညီသည့်လှုပ်ရှားမှုမဆိုကြိုးစော်ရတဲ့သူတယောက်ဖြစ်ပါတယ်လုံနီးလုံဟန်နဲ့အဲလှုပ်ဆောင်တဲ့ပုံတယ်နဲ့အပေါ်မှာဒါကျွန်တော်တို့အနေမတူတာအဲဝေဖန်စရာတွေရှိတာဖြစ်ပေမဲ့ဒီလိုလှုပ်ရှားမှုတွေအားလုံးတော့ကျွန်တော်တို့ကြိုးစော်ကြရပါတယ်ကိုဒေတာဆန်းကဒီလိုပဲဒီမနေ့ကဒီဒီဇင်ဘာလ၄ရက်နေ့ကသူဒီလို တို့ရှာမှုလုံးဆောင်နေတဲ့အချိန်အတွင်းမှာပဲဒီဇင်ဘာ10ရက်နေ့မှာပြုလုပ်မယ်အတန်တိတ်တပိတ်ပေါ့နော်ကျွန်တော်တို့ silence strike နဲ့ပတ်သက်ပြီး call တစ်ခုကိုလေခေါ်ွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးပေါ့နော်အခွင့်အရေးအပြစ်မထွက်အတန်တိတ်တပိတ်ဆိုပြီးရော2025ဒီဇင်ဘာ10ရက်အတီဒီဆိုင်ကလူခွင့်ရေးနေ့မှာဒီ silence strike call ကိုခေါ်ွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီဇင်ဘာ10ရက်နေ့ဟာအတီဆိုင်လူခွင့်ရေးနေ့ဖြစ်တယ်လို့ဗမာပြည်နိုင်ငံရေးတမိုင်းနဲ့ပတ်သက်ပြီးဆိုရင်လေထင်ရှားရေးနေ့တနေ့ပါဘာဖြစ်လို့လဲဆိုတော့ဒါ1990မှာဒေါ်အောင်ဆန်းစုကြည် အဲ novel စုရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအကြောင်းသားတွေလှုပ်ရှားမှုတူကြတဲ့နေတန်းတီအရေးခင်းလို့လေကျွန်တော်တို့ခေါ်ကြပါတယ်ဒီတန်းတီလှုပ်ရှားမှုနဲ့လည်းဆက်ဆက်နေတဲ့အခါကျတော့ဒီဒီဇမဆယ်ရက်နေ့လို့နေ့မျိုးရွေးချယ်ပြီးလှုပ်ဆောင်ကြအောင်အင်တန်တင်လျော်ပါတယ်အဲ့တော့ဒါဒီလေပထမဆုံးအချိန်တော့မဟုတ်ဘူးကျွန်တော်တို့ဒီ new online ကာလာ2021ခုနှစ် February တရက်နေ့နောက်ပိုင်းကနေစပြီးကြည့်မယ်ဆိုရင် Silent Strike လို့ခေါ်တဲ့ဒီလိုအတန်သိတဲ့ပိတ်ကျင်းပါတာလှုပ်ဆောင်တာကျွန်တော်တို့၅ချိန်ရှိပြီးတော့ကျွန်တော်မှတ်တမ်းတွေရတော့တွေ့ရတယ် ပထမအချိန်ကတော့2021ခုနှစ် match line 24ရက်နေ့ပေါ့နော်။ဒါစစ်အာဏာရှင်စစ်အာဏာသိမ်းကာသကာလအတွင်းမှာကျွန်တော်တို့ဒါမျိုးကြတွေပုံမှာလူတွေမျိုးတွေလမ်းတွေကိုစီးထားပြီးတော့ကျွန်တော်တို့လမ်းလုံးပြည့်လူထုတွေဆန္ဒပြနေတဲ့အချိန်မှာအတန်တန်မှမထွက်ဖေးနဲ့ကျွန်တော်တို့ဒီလို silence strike နဲ့စစ်တပ်ကိုအခံခဲ့တဲ့ကိစ္စတွေလေရှိခဲ့ပါတယ်။2021ဒီဇင်ဘာ10ရက်နေ့မှာဒုတိယအချိန်လုပ်ခဲ့တယ်။ကျန်တာတော့23 22 23 24ပေါ့เนาะ February 10ရက်နေ့စစ်တပ်အာဏာသိမ်းတဲ့နှစ်ပတ်လည်နေ့တိုင်းမှာလေဒီလို silent strike တွေလုပ်တာကိုတွေ့ရတယ် အဲ့တော့ဒီ silent strike တွေအပေါ်မှာတော့စစ်တပ်ကသူတို့အပေါ်မှာကြီးမားတဲ့ချိန်ချောင်းမှုလို့နေနေဆိုတော့သူတို့ရဲ့လုံဆောင်မှုတွေသူတို့ရဲ့တုံ့ပြန်မှုတွေပေါ့နော်ဒါတွေပေါ်မှာကြည့်ပြီးတော့ကျွန်တော်တို့တည်တည်ချာချာပဲလူလူအားလုံးအသိရှိနားလည်ထားတဲ့ကိစ္စပဲလည်းဖြစ်ပါတယ်ပထမအကြိမ် silent strike ပေါ့နော်ဒီ20 match လ24ရက်နေ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ရဲ့တုံ့ပြန်မှုတွေတဲ့မှာဆိုဘာတွေပါလာလဲဆိုတော့သူတို့ကအိမ်နေမတိုင်ခင်ဒီ silent strike call ခေါ်တဲ့အတန်ကြားတွေကဒီ match လ24ရက်နေ့မှာ ဒီပုံမှန်သွားလာလှူရှားမှုတွေသွားလာလှူရှားမှုတွေပြည်သူတွေအနေနဲ့ပုံမှန်အတိုင်းလှုပ်ဆောင်ဖို့နော်လော့စပီကာနဲ့ light aura နောက်ပြီးတော့တချို့နေရာတွေမှာဆိုရင်ဒီညပရီဘန်တွေမှာပင်စင်လာတာတွေထုတ်ပေးတာကိုဗစ်ကာဝေးသေးထုတ်ဖို့လူစုရာမျိုးကိစ္စမျိုးတွေဒီလောက်တာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့လူတွေဒီလိုတိတ်ဆိတ်သွားပြီးလမ်းပေါ်မှာလူမရှိတော့ဘဲနဲ့တို့အာခံတဲ့အပေါ်မှာတို့ဒီအပေါ်မှာတို့မခံနိုင်ကြဘူး။အဲ့တော့လူလူတွေဒီလိုတိတ်ဆိတ်ပြီးစုံစုံညီညီနဲ့ အဲ့လိုလမ်းမှာ6ကက်လုံးဝကားသွားလာယင်သွားလာမရှိဘဲနဲ့ဒီလိုကြီးချင်းချောက်မှုအပေါ်မှာဆိုရင်တော့ဒီမှာစစ်တပ်ကအင်မတန်ကြောက်ရွံ့နေလို့ကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့2021မတ်လ24ရက်ပထမဆုံးအချိန်မှာဆိုရင်စစ်တပ်ကဒီလိုတုံ့ပြန်နေနောက်ပြီးတော့ဒီ silence debate strike ရဲ့ပေါ့နော်ဒီအတန်သေးတပိတ်ရဲ့အောင်းနေမှုကကြီးမားပါတယ်။မျိုးမျိုးတော်တော်များများပေါ့နော်ဗမာတရားမျိုးတွေအကုန်တော်တော်များများမှာအတန်သိပ်ပြီး6ကက်သားတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီလို အောင်မြင်မှုမျိုးကိုစစ်တပ်ကအင်မတန်ကြောက်တယ်။ဒါကြောင့်မေးလေကျွန်တော်ဒုတိယအကြိမ်2021ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဒီဇင်ဘာလ10ရက်နေ့ဒီ Silent Strike ဒုတိယအကြိမ်လုပ်တဲ့အချိန်မှာဆိုရင်လေဒါနိုင်ငံမှာအနှံ့အပြားမှာရှိတဲ့မျိုးတွေပေါဝင်လာမှုနဲ့အတူပဲကျွန်တော်အင်းစိန်တော်နေမှာမတရားဖမ်းဆီးအချင်းကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကလေဒီမှာပါဝင်ပြီးတော့စင်နွေးတွေဆိုတဲ့သတင်းအချက်အလက်တွေလေကျွန်တော်ရရှိပါတယ်။အဲ့တော့မြန်မာစစ်တပ်ကတော့ဒီအရောဘယ်လိုတုံ့ပြန်မှု လောက်ကြလေဆိုရှေ့မှာပြောသလိုပဲကျွန်တော်တို့လော်စဝီဂိုင်နဲ့ဂျေညာရာဥပဒေရဖန်းစည်းအရေးယူမယ်မီဒီယာတွေเนาะသူတို့စစ်တပ်ပိုင်းမီဒီယာဝတီတို့ရုပ်နှင်သံကြားတို့မီဒီယာတွေစစ်တပ်ဥတာစစ်တပ်ကထိန်းချုပ်ထားတဲ့မီဒီယာတွေပေါ့เนาะနောက်ပြီးတော့သူတို့ Telegram channel တွေနောက် social media တွေမှာဘယ်လိုပုံမှန်တွေဘယ်လိုဥပဒေနဲ့ဖန်းစည်းအရေးယူမယ်ဆိုတဲ့ဂျေညာမှုတွေကိုလေကျွန်တော်တွေ့ရတယ်နောက်တစ်ခါအဲ့ဒုတိယအကြိမ်မှာဆိုရင်တော့ကျွန်တော် NLD ကနေထွက်တယ်ဆိုတဲ့ဂျေညာချက်အတုပေါ့เนาะဂျေညာချက်အတုတစ်ခုကိုလေထုတ်ထုတ်ပြန်လာတာကိုတွေ့ရတယ်ပေါ့เนาะလူလူကြားထဲမှာ ပြန်နိုင်လာတယ်ဒီထုတ်ပြန်ချက်ကဒါပေမဲ့ဒါဒီအတုဖြစ်တယ်ဆိုတော့ဖော်ထုတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုအချိန်မှာသတင်းတူသတင်းသမားတွေထွက်လာပြီးရောဒီတည်သူတွေအနေနဲ့ဒီလိုအတန်လေးတပိတ်မှာဝေဝါးဝါးအောင်လုပ်တဲ့လုံနီးလုံဟန်ဒီလေမြန်မာစစ်တပ်ရဲ့လုံနီးလုံဟန်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီဒုတိယအချိန်မှာထူးခြားချက်ကတော့ဒီအင်းစိန်ထောင်ထဲကကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေပါဝင်ဆောင်ရွက်မှုနေတူနိုင်ငံရေးအကျဉ်းသားပေါ့နော်ဒီမှာပါဝင်မှုကြောင့်အကျဉ်းသား60ကျော်ဒီမှာစစ်တပ်ကရိုက်နှက် တိုက်ခိုက်တာဖိနှိပ်တာတွေအတင်းထန်လုပ်ခဲ့တယ်လို့ကျွန်တော်သိရတယ်။နောက်ပြီးတော့ဒီလိုရိုင်းနှက်မှုတွေလုပ်ခဲ့တဲ့အတွက်ထိခိုက်တဲ့ရရှိသူတွေကိုလည်းနေသည့်ဆေးဝါးမှာကုသပေးတာမလုပ်ဘဲနဲ့ကျွန်တော်တို့ဒီဥဆောင်ပါဝင်ခဲ့တဲ့ဆေးဦးကိုကျွန်တော်တိုက်ပိတ်ခဲ့တာမျိုးတွေအဲရေးယူတာမျိုးတွေလုံဆောင်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရပါတယ်။အဲ့တော့နောက်တစ်ချိန်ပေါ့နော်တတိယအချိန်ကျတော့ဒီအောင်မြင်မှုကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါ data phone မြန်မာရေးစရင်းရဆိုရင်မျိုးပေါင်း192မျိုးတော့ပါဝင်ကြတယ်လို့ကျွန်တော်တို့သိရပါတယ်။ အဲ့တော့ဒီအောင်မြင်တဲ့အပေါ်မှာစစ်တပ်ကဘလို့တုံ့ပြန်မှုသူဒါမတိုင်ငင်နေရပါတော့တုံ့ပြန်နေလို့ကျွန်တော်ပြောတဲ့အခါမှာမတိုင်ငင်နေရအောင်ဒီ silent strike တပိတ်နေကိုပြီးခဲ့တဲ့ကာလတွေမှာကိုသူတို့ရဲ့လုံဆောင်ချက်တွေကိုကျွန်တော်ကြည့်ဖို့လိုပါတယ်အဲ့တော့စစ်တပ်ကဘာလုပ်လဲဆိုတော့ဈေးဆိုင်တွေကိုမဖွင့်ဖွင့်အောင်ခံဝင်နေလိုက်ထိုးခိုင်းတာအဲ့ဒီမှာဈေးဆိုင်တွေမဖွင့်ဝဲနေလို့မရဘူးရောရုံးနေမဖွင့်ဝဲနေလို့မရဘူးတော့နောက်တစ်ခါ online မှာဒီ silent strike နဲ့ပတ်သက်ပြီးရေးသားတဲ့သူတွေတင်နေသူတွေကို ဒါ online ကနေလုံဆောင်သူတွေအဖြစ်အနေနဲ့ဖန်ဆီးတာတွေလုပ်ခဲ့တာရှိရဲ့เนาะနောက်မန္တလေးမှာရှိရဲ့ထိုးမုံဆိုင်တွေဟော့ပော့ဆိုင်တွေနောက်မွေးငါးဆိုင်တွေကိုလည်းဒါတို့ဒီလိုလုံဆောင်တွေဆိုပြီးဖန်ဆီးတာမျိုးတွေကျွန်တော်တွေ့ရတယ်။နောက်ပြီးညီမစစ်တပ်ကသူကြောက်တာပါလေဆိုတော့အဲ့နေ့လမ်းပေါ်မှာလူပြောက်သွားမှကိုကြောက်တယ်။အဲ့တော့သူက activity တွေလုပ်ပြီးလမ်းပေါ်မှာလူစီနေအောင်လုပ်ဖို့ကြိုးစားတယ် ျွန်တော်တို့အဲ့မှာဆိုရင်ဒီမန်လေးဘက်မှာဆိုရင်ကျွန်တော်ကြားသိရတဲ့ဒီသတင်းမီဒီယာတွေမှာဖော်ပြရတဲ့အချက်အရာဆိုရင်ပုဂ္ဂလိကစီတိုင်းတွေပေါ့နော်ဒီဓာတ်စီတိုင်းတွေပါစိုက်ကယ်တွေကိုဓာတ်စီတလီတာအလကားဖြည့်ပေးမယ်ဆိုပြီးတော့ခေါ်တာမျိုးတွေနောက်ပြီးတော့ဒီ February တရက်နေ့မတိုင်ခင် January 31လို့နေ့မျိုးမှာကိုစိုက်ကယ်တွေကိုအများပြဖန်ဆီးပြီးတော့အဲ့နေ့ February တရက်နေ့ကျမှလာရွေးရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လမ်းပေါ်မှာလူတွေရှိနေ။နောက်ပြီးပွဲလမ်းတွေနေကျင်းပါတာဒီ2020မှာဆိုရင်ဒီ နေကင်းတောင်တော်ကြီးနေဘူးကြီးထဲမှာစပိန်စီပြိုင်ပွဲလုပ်ဖို့စီစဉ်တာမျိုးတွေရှိသလိုတချို့နေရာမျိုးတွေမှာထမင်းလေးထိုးပွဲတွေလုပ်တာရှိတယ်။ရန်ကုန်မြို့လေကောင်မှာတော့စစ်တပ်ထောက်ခံမှုတွေလုပ်ခဲ့တာရှိတယ်။တော်ထူးထူးခြားခြားရှမ်းပြည်မှာနန်းခမ်းပေါ့နော်နန်းခမ်းမှာသူကဒီတရုတ်နေတဲ့ကူနေတဲ့တိုက်တဲ့ကာလဖြစ်တော့တချို့ဒါတရုတ်များတဲ့နေရာတွေမှာဆိုရင်အန်ပေါင်းပေးခိုင်းတာ mask တွေဝေဝေခိုင်းတာပေါ့နော်ဒါ covid ကာလနေလည်းဆက်ဆက်နေတော့ mask တွေဝေခိုင်းတာအန်ပေါင်းတွေပေးတာနော်တယောက်ကို2000တိဝေခိုင်းမှုလူမှုအဖွဲ့အစည်းအသင်းတွေကိုညွှန်ကြားရတဲ့ဆိုတဲ့အချက်မျိုးတွေလည်းကျွန်တော်တွေ့ရတယ် နောက်ရည်ရတာတခုရှိတယ်အဲ့ဒါတော့ဗာလဲဆိုတော့ကာရိုကေဆိုင်နေပေါ့နော်အဲ့တော့ဝင်းနန်းနေတဲ့ဆိုင်ဆိုရင်တဆိုင်ရော၅ယောက်ပေါ့ဝင်းနန်းနေရတဲ့ဆိုင်ဆိုတဆိုင်ရောအယောက်20လောက်ကိုအဲသူတို့ကဒီဝင်းနန်းတွေကိုရှောက်လီဖို့အတွက်ဒါဆိုင်တွေကိုဖိအားပေးတာပေါ့နော်နောက်ပြီးတော့ဒီသူတို့နဲ့ဆက်ဆက်နေတဲ့အလုပ်ယုံတွေကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းတွေဆိုရင်လေဒါနေ့ကင်း၃နာရီမှာအတင်းယုံစင်ခိုင်းတာပေါ့ယုံစင်ခိုင်းတာဘာလို့တော့ ါ3နိုင်ဒီသူကတပိတ်က6နိုင်ရ4နိုင်ရို10နိုင်ရ3နိုင်ရို့ဖြစ်တဲ့အခါမှာတပိတ်အချိန်တွင်းမှာလူတွေရှိနေလို့ပေါ့နော်။နောက်ပြီးတော့ဒီတချို့အစိုးရဝန်ထမ်းတွေယုံနေပေါ့နော်။ဒါစစ်တလက်အောက်မှာရှိနေယုံနေကိုနေ့ငင်း7နိုင်မှာယုံလာတက်ခိုင်းနေကိစ္စနေရောလေကျွန်တော်တူးကြကြတွေ့ရ။နောက်ပြီးရန်ကုန်ကစိုက်ကယ်မစီးရတဲ့နေရာကြ။အဲတော့ရန်ကုန်မှာအဲ့ဒီစိုက်ကယ်စီးရင်မဖမ်းဘူးဆိုတဲ့ဟာမျိုးတော်တော်တိတ်တိတ်တရင်လွင်တာနော်အဲ့လိုမျိုးတွေဒီ ဟိုဒါဒီမှာစစ်တက်ကလုံနေကြအခွက်လေးပေါ့နော်။နောက်ရန်ကုန်မှာဆိုရင်ဒီယုံကမစီးတဲ့အစော်ဒီအထူးသဖြင့်မနျောတို့ခမ်းမှာဆိုစီမင်သားရအောင်မှာရှိရဝင်နေတဲ့ပြက်ပေါ်နေရတယ်။ယုံကမစီးရဲ့ဝင်တဲ့နေဆိုရင်စုလေးဖေအောင်နှစ်ပတ်ပတ်ပြီးလမ်းလျှောက်ခိုင်းတာတွေလည်းရှိတယ်လို့ကျွန်တော်တို့တွေ့ရပါတယ်။နောက်မုံရတွေမှာလည်းဒီဈေးဆိုင်တွေပိတ်တယ်၊ဆိုင်တွေပိတ်တယ်ဆိုရင်လည်းငါးငါးနဲ့အေးအေးယူမယ်ဆိုတော့ကျင်းတဲ့ကျွန်တော်တွေတွေ့ရတယ်။နောက်တစ်ခုကတနင်္လာရီတိုင်းကော်တောင်းမှာဖျားစိန်ဘူးတို့ပူဇော်အလေးလေးခံပွဲတစ်ပွဲရှိရကြ။အဲ့ဒါပုံမှန်ဆိုရင် February 12ရက်နေ့မှာတို့တို့လုပ်မှာ။ ါမဲ့အဲ့ဒါကိုရွှေ့ပြီးတော့ favorite တရက်နေမှာလှည့်လေအပူစောခံခိုင်းတာဘာကြောင့်လဲဆိုတော့လမ်းပေါ်မှာလူတွေရှိနေအောင်နော်နောက်ပြီးအဲ့လိုအဲတန်သိသိမိတ်မှာပါဝင်နေတော့ဒုံမုတ်အောင်နေမှုအတွက်လက်ခုပ်တီးတာတန်မုံတီးတာတွေလုပ်မယ်ကောင်းဟုံးတီးတာတွေလုပ်မယ်ဆိုရင်လေသူကအကြမ်းဖက်တိုက်ချက်ဥပဒေနဲ့တရားစွဲမယ်နောက်905ရို့ဘာရို့ပေါ့ဗျာထောင်နေနေဘလောက်ချနိုင်နေဆိုတဲ့ဟာတွေကိုလေလော်စပီကာတွေတော့တီးသေးဥပဒေနဲ့အေးအေးယူမယ်ဆိုတဲ့အကြောင်းကိုလေဒါရက်ွက်တွေညှို့နေနေမှာလိုက်ချေညာတာတွေလုပ်ခဲ့တာရှိရဲ့ ။နောက်ပြီးတော့စစ်တပ်ပိုင်းမီဒီယာတွေကနေလေခိန်ချောက်ထုတ်လွှင့်တာမျိုးတွေကိုကျွန်တော်တွေ့ရပါတယ်။ဒါကတော့တတိယအကြိမ်တပိတ်မှာကျွန်တော်တတိထားမိတဲ့အချက်တွေပေါ့နော်။နောက်ပြီးတော့ဒီအောင်နေနဲ့တော်တော်အောင်နေနဲ့မျိုးတွေဒီမှာတန်ရင်ပါတယ်ဗျ။တန်ရင်ပါတော့ဗာတိလေတော့အဲ့ညနေပိုင်းမှာတို့ကအဲ့2022ခုနှစ် February 1ရက်နေ့ညနေပိုင်းမှာဆိုတနင်္လာတို့ဒီစစ်စေးရေးတွေလုပ်နေတဲ့ချိန်လူငယ်တယောက်ကိုအเจ้าမဲ့ပြစ်တတ်တာမျိုးတွေလုပ်ခဲ့တာကိုလေတွေ့ရပါတယ်ဒါလည်းဆိုလေဒါ ီအတန်တိတ်တပိတ် silent strike နဲ့ဆက်ဆက်ပြီးတော့အညီမစစ်တပ်ကပြုတ်မှုဆောင်ရွက်တဲ့ပုံစံတွေပဲဖြစ်ပါတယ်။နောက်တစ်ချိန်စလုဒ်အကြိမ်ကတော့ February တရက်နေ့2023အများအပြားပဲမျိုးတွေပါဝင်ကြတယ်စစ်တပ်ကဒီလောက်ဖိနှိပ်နေကြတဲ့မှာပါဝင်တော်တွေ့ရတယ်ပေါ့နော်။အဲ့မှာမှဒီသူ့ရဲ့စစ်တပ်က2023ကျတော့လေတော်လူစီအောင်ရှေ့မှာကျွန်တော်ပြောခဲ့တဲ့လုပ်ငန်းတွေအားလုံးကိုသူလုပ်တာပဲ။နောက်ပြီးတော့အဲ့တော့ကရန်ကုန်မြို့တော်ခမ်းမရှိမှာအင်အား300လောက်နဲ့စစ်တပ်ထောက်ခံမွေးလို့ကိုစီစဉ်တာတွေတွေ့ရတယ်။အဲနောက်ပြီးတော့ ဒီစိုက်စိုက်ကြီးရွေးခိုင်းတာတော့ဘာလို့ကတော့တတော်နှစ်တိုင်းလုပ်တဲ့အကွက်တွေလို့ကျွန်တော်ကတော့မှတ်မိနေပါတယ်။နောက်ပြီးတော့အဲ့မှာဆိုရင်လေ2023မှာဆိုရင်ဒီအင်းတော်ကပေါ့နော်အင်းတော်မျိုးကဒီဥလာအောင်ဆိုတဲ့ပုံကိုတယောက်ကိုလေဒါတပ်ပုံရိုက်တယ်ဆိုရင်ဆွဆွေးချက်နဲ့ဖန်းစီတာမျိုးတွေရှိတယ်။ဒါမျိုးနောက်တရက်မှာဒီအတန်လေးသပိတ်မှာပါဝင်လို့တပ်ပုံရိုက်လို့ထောက်ခံလို့ဆိုရှယ်မီဒီယာမှာတင်လို့ဆိုပြီးတော့ဖန်းစီတာတွေအေးအေးယူတာတွေအများအပြားကိုလေကျွန်တော်တို့တွေ့ရပါတယ်ဒီကာလအလွန်နေမှာဆိုရင်ပေါ့နော်ဒါတွေကလေကျွန်တော်တို့သတိထားမယ့်ကိစ္စတွေပဲဖြစ်ပါတယ် ။နောက်ပြီးတော့ तू ਆ ဒီ2024ဆိုရင်ဒီပြည်သမအကြိမ်ဆိုရင် तू မန်းလေးမှာဆိုရင်ဘာလို့လဲဆိုတော့တောင်တမန်အင်းမှာဥပိန်တရာမှာတောင်တမန်မဲသေးရင်ပြင်ဖွင့်ပွဲဆိုပြီးတော့လူစီအောင်လုပ်တယ်တော့နောက်ပြီးဆန်ဝေမေဆိုပြီးတော့အတန်ချစ်သက်တွေနဲ့မုံရွာတို့ဘာတို့မှဂျင်ညာတွေလုပ်တယ်မဘာသားတွေကိုရန်ကုန်မြို့မှာစစ်တပ်ထောက်ခံကြောင်ဆန္ဒပြပွဲတွေလုပ်ဖို့လေစီစဉ်နေ2024မှာထူးခြားတာတခုကတော့ရန်ကုန်မြို့လေကောင်မှာနေကင်းမိုင်းအေဇင်းစစ်တာပါနေကင်းမိုင်းအေဇင်းစစ်တာနေကိုလေလှုပ်ဆောင်ခွင့်ရတွေ့ရတယ် နောက်ပြီးတော့ဒီ2024ဒါတင်စမအကြိမ်ပေါ့၅ကြိမ်ကျော် silent strike မှာဆိုရင်ဒီအမျိုးသားနှုတ်ဦးနဲ့အမျိုးသမီးတဦးကိုလေ social media မှာဒီအောင်ထောက်ခံနေဆိုတဲ့ခေါင်းစဉ်တွေနဲ့ဖန်ဆီးတာရှိခဲ့သလိုဒီမန်လေးမှာဆိုရင်ဒီမဟာအောင်ကြီးကြောက်ဝိုင်းမှာရှိတဲ့ဆိုင်ငန်းပေါ့နော်ဆိုင်ငန်းတရာကိုဒီပိတ်တဲ့အတွက်ပေါ့နော်ဒီ silent strike မှာပါဝင်ပြီးဆိုင်ပိတ်တဲ့အတွက်6လဟိုအလုပ်လုပ်ခွင့်မပေးဘူးဆိုင်ပိတ်ပလိုက်တယ်ဆိုတဲ့ဟာမျိုးစာရီးထုတ်ပြန်လာရှိတယ် နောက်ပြီးတော့တန်ွေတွေရိုက်တာရှိတယ် favorite တရက်နဲ့မဖွင့်လို့ဆိုပြီးတော့တချို့ဆိုင်တွေကိုတန်ွေ9သိန်းအထိရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဖက်ရည်သနာဆိုရဲចောင်းနေဆိုင်ဒီဇိုင်းဆိုရင်လုံးလုံးချုပ်ချိတ်ပိတ်လိုက်တာ哦လေကျွန်တော်တွေ့ရပါတယ်အဲ့တော့ចောင်းသားတွေရဲ့ပါဝင်မှုဆိုရင်အင်းစိန် GDL ចောင်းသားတွေပါဝင်နေဆိုရဲကောင်းနေအောင်ပါចောင်းသားတွေ6 9ယောက်လောက်ကိုစစ်တပ်ကအကြက်ဖက်ဖမ်းဆီးတာအပြစ်မဲ့ចောင်းသားတွေကိုဒီလိုဖမ်းဆီးရေလှုပ်ဆောင်မှုတွေတွေလှုပ်ဆောင်နေတာတွေ့ရတယ်အဲ့တော့ဒါ cyber strike နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်တမ်းလေးဝင်ရှိနေတဲ့အကြောင်းအရာတွေကိုပြောပြတာ ပြောကြတော့အောင်မြင်မှုတွေကတော့ပရိသတ်အားလုံးသိပြီးသားပဲတည်သူတွေအားလုံးသိပြီးသားပဲကျွန်တော်အထူးတလေပြောနေတယ်ကမလို့လူလူပါဝင်မှုအတိုင်းတားတော့ဒါမင်းအဲ့ဒါလည်းမတိုင်ခင်မှာစစ်တပ်ကဒါကိုကာကွယ်ဖို့ဒါကိုတုံ့ပြန်ဖို့ဘလို့ရစီစဉ်နေဆိုရိကိစ္စတွေဒီဒါတပိတ်ဥဆောင်မဲ့သူတွေကိုတည်သူတွေကိုစဉ်းစားလို့ရမယ့်အချက်တွေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတပိတ်မှာပါဝင်တဲ့အခါမှာ silent strike မှာပါဝင်တဲ့အခါမှာအထူးကိအနေနဲ့ပါဝင်နိုင်လို့ပိုကောင်းတာပေါ့ဗျာအဲ့တော့စဉ်းစားမယ့်အချက်တွေရှိတယ်အဲ့ဒါလေးလေးကျွန်တော်စဉ်းစားမိသလောက်ဒီမှာဆက်ပြီးတင်ပြခြင်းပါတယ်အဲ့တော့စစ်တပ်ကတော့သူဒီ အခုဒီကိုဒေသာဆန်းတို့ဒီဇမ10ရက်နေ့ကောမတိုင်ခင်ပေါ့နော်ဒါတော့၄ငါးရက်ပဲလိုလိုတွေပေါ့ဒီအချိန်မှာဆိုရင်စစ်တပ်ကလည်းပြင်ဆင်မှုတွေလုပ်နေမှာပဲ Telegram channel တွေမှာဆိုလည်းအခုတွေကဓမ္မပါဝင်ဓမ္မလုပ်ရင်ဘလို့ချင်းချောက်မယ်အဲဘလို့ဖန်းစီမယ်ဘာနဲ့အရေးယူမယ်နော်အကြံဖတ်ဥတွေနေအရေးယူမယ်ဆိုတဲ့ချင်းချောက်မှုတွေတွေလည်းကျွန်တော်တွေ့နေရပါပြီအဲ့တော့ဒီနေရာမှာကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်စစ်တပ်လှုပ်ရှားမှုကိုကျွန်တော်တို့ဒီလို silent strike နဲ့ပတ်သက်ပြီးအတန်သေးသမီးနဲ့ပတ်သက်ပြီးစစ်တပ်လှုပ်ရှားမှုကိုကျွန်တော်ကျင့်၃ပိုင်းပေါ့နော်စုံစုံကပြောသလိုပဲသူကကြိုတင်ပြီးချိန်ချောက်မှုတွေလုပ်တဲ့အပိုင်းရှိတယ်။တပိတ်နေမှာလမ်းပေါ်မှာလူတွေရှိနေအောင်လုပ်မယ့်အပိုင်းရှိတယ်။နောက်ပြီးတော့ထုံးစံအတိုင်းအရေးယူမယ့်အပိုင်းပေါ့နော်။အဲ့တော့ကျွန်တော်ထင်တယ်စစ်တပ်ကတော့သူလုပ်နေကြပုံစံအတိုင်းပဲဒါ social media မှာ post တင်နေသူတွေတော့ဒီထောက်ခံတာတော့မဟုတ်ပါဝင်တာတော့မဟုတ်အဲတခုခုပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီး post တင်နေသူတွေရောလေသူတို့ဖန်ဆီးရေးယူမှုတွေအရင်တော့ပဲလုပ်ပါလိမ့်မယ် အဲ့ဒီအတွက်လေဒါဘလို့ပဲဖြစ်ဖြစ်တည်သူတွေဟာဒီမှာပါဝင်ကြမယ်ဆိုရင်မိမိရဲ့လုံခြုံရေးကိုလေဒီ social media ပေါ့နော်ဒီလုံခြုံရေးကိုလေ cyber လုံခြုံရေးကိုလေခရူးဆိုင်ဖို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်နောက်ပြီးတော့ဒီလို post တွေမိဖန်းတာလုံဆိုပြီးဖန်းတာဆိုပြီးတို့လုံးတဲ့အခါမှာဒီတစ်ခေါက်ပို့ပြီးသတိထားရမယ်ကိစ္စရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဆန္ဒပြပွဲပေါ့နော်ဒီဒီ silent strike မှာကိုကျွန်တော်တို့တွေ့ရတဲ့အချက်ကဒီရွေးကောက်ပွဲကိုပေါ့နော်ဒီ လူလူအားနဲ့ဆန့်ကျင်ကြဖို့အတွက်လေဒီ silent strike ရဲ့ဥတီချက်တရက်အနေနဲ့ဒီစမှာ၁၀ရက်နေမှာပါဝင်နေတာတွေ့ရတယ်။တွေ့ရတော့ဒီမှာသူတို့တခြားတခြားသော social media မှာဒီလိုရေးတင်တာဘာညာဘာညာပါဝင်တာတွေတွေ့မယ်ဆိုရင်အခုတစ်ခေါက်ကတော့ကျွန်တော်ထင်တယ်သူတို့တွေဒီရွေးကောက်ပွဲဥပဒေတွေနဲ့ပါပေါ့နော်ရှင်ပါလေဒါ mighty တို့ဘာလို့စသဖြင့်နော်သူတို့ဒါ side mode ကိုထည့်တဲ့သူတို့ post တွေနဲ့လူတို့ဟာဟာပေးတဲ့သူတို့တော့ဖန်ဆီးနေရဗျာဒါမျိုးဆိုရင်လေဒီလိုဥပဒေတွေနဲ့ချိတ်ဆက်ပြီးဖန်ဆီးမှုအန္တရာယ်တွေရှိနိုင်တယ်ဆိုတော့ကျွန်တော်သတိပြုဖို့လိုတယ် ောက်ပြီးတော့လူစီကောင်းကိုလုံးမဲ့အပိုင်းပေါ့နော်လူစီကောင်းကိုလုံးမဲ့အပိုင်းတော့ပြောတဲ့အခါမှာအရင်တော့ဆိုရင်ကျွန်တော်ကြည့်လိုက်ရင်စစ်တပ်ကဆုံးတော့လို့ကိုစိုင်ငန်းတွေဖွင့်ခိုင်းတာဈေးတွေတော့မဖွင့်မနေရလောက်တာမဖွင့်ရင်ဖမ်းတာမျိုးနဲ့ချိန်ကြောက်ပြီးစိုင်းတွေကိုအတရားတမှဖွင့်ခိုင်းတဲ့ကိစ္စတွေကတော့သူတို့လုံးပါအောင်မယ်လုံးပါလိမ့်မယ်နောက်ပြီးဘေးဥပဒေတွေဘာတွေနဲ့လဲဟိုဖမ်းမယ်ရေးစီးမယ်ဆိုပြီးတော့ကျင်းညာတာတွေလုံးမယ်နောက်တစ်ခါကျတော့အဲရုံးတက်ခိုင်းတာတွေဆိုတော့ဆုံးတော့ခလေးခွက်တွေပေါ့ဗျာ KDB ကလူတွေကိုဖျားအောင်သုံးမပတ်ခိုင်းတာတော့ နော်ဟိုနောက်တစ်ခါပြောလို့မရဘူးပေါ့ဒီအစိုးရဝန်ထမ်းတွေဟိုဟိုမှာကျွန်တော်တို့ရန်ကုန်မှာဆိုရင်တော့အင်းအကန်ပေါ်မှာသုံးဘက်လမ်းဘက်လျှောက်တို့ပါလို့လေဒီကောင်တွေလှုပ်ချင်လှုပ်ခိုင်းမှာပေါ့အင်မတန်ဖက်စစ်စိတ်တဲ့ရှိပြီးအင်မတန်ကြောက်ဖို့ကောင်းနေစစ်တပ်ကိုကြောက်ဖို့ကောင်းနေဆိုတာရှေ့ပြိုင်အန်တုအနိုင်ယူဖို့အတွက်ကြောက်ဖို့ကောင်းတာမဟုတ်ပါဘူးလူစိတ်မရှိရုံမှလုံနေအတွက်ကြောက်ဖို့ကောင်းနေလို့ဆိုလိုချင်တာပါအဲ့တော့ အရင်တော့ဆိုရင်သုံးသုံးကပြောသလိုပဲစစ်တပ်ရှိမယ်စစ်တပ်လက်ဝဲခံတွေရှိမယ်နောက်ပြီးတော့အနေဝါသသာသနာလို့ပြောကြတယ်မဘာသာအစွန်းရောက်အကြမ်းဖက်သမားအုပ်စုတွေရှိနေမယ်ဒီလူတွေကိုဓာတ်ပေါင်းတစ်ထောက်လောက်နဲ့ပတ်သက်၅လောက်လောက်ပေးပြီးအလန်းနဲ့ထောင်ခိုင်းပြီးတော့လမ်းလျှောက်ချီတက်ခိုင်းတဲ့ပုံစံမျိုးတွေလေထပ်မံလုပ်လာနိုင်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ထူးကြတာကတော့ဒီမှာအတ္တအတ္တတွေပါလာနိုင်မယ်အဲ့ဒါတွေကဘယ်သူတွေလဲဆိုတော့ရွေးကောက်ပွဲဝင်ကြမဲ့သူတွေပါအဲ့တော့ရွေးကောက်ခန့်ကိုယ်စလေတော်ကြီးဖြစ်ချင်နေကြတဲ့လူတွေကိုလည်းအိမ်ထဲမှာမဲဆွေစည်းရုံးနာတွေဟော့တယ်ခိုင်းနာတွေ မဲစင်းရင်ကြိခိုင်းတာတွေဆိုတဲ့ activity မျိုးတွေလောက်လာပြီးတော့လမ်းမို့လူထိဖို့တို့လုံးဆောင်နေမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အဲ့လိုသုံးသပ်မိပါတယ်ဒါဒီကျွန်တော်သတိထားမယ်အချက်ပဲဖြစ်ပါတယ်အဲ့တော့သတိထားမယ်အချက်ဆိုတာဘာလဲဆိုကျွန်တော်တို့ဒီကောင်းနေဒီလိုလုပ်ရင်ဒါကြိုတင်ရွေချက်ရှိရှိလုံးဆောင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော် highlight လုပ်ပြီးထောက်ပြဖို့လိုတယ်အဲ့တော့စစ်တပ်လက်ဝေးကနိုင်ငံရေးသမားတွေကအစစစ်တပ်နောက်မီးဆွေးနိုင်ငံရေးသမားတွေပေါ့နော်စစ်တပ်နောက်မီးဆွေးနိုင်ငံရေးသမားတွေကလည်းဒီဒီသမား၁၀ရက်နေ့ ဒီလို silent strike မှာတို့ရေရွေးကောက်ပွဲမဲဆွေစီယုံမှုတွေကိုဘယ်သူတွေလောက်ကြလဲဆိုတော့လေကျွန်တော်စနေတကြစောင့်ကြည့်ဖို့လိုပါတယ်အဲ့တော့တတိယပိုင်းပေါ့နော်ဖန်စီအေးယူတဲ့အပိုင်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီတစ်ခေါက်လဲအရင်လိုပဲတင်းတင်းထန်ထန်ကြောက်ရွံ့အောင်တည်သူကိုဖိနှိပ်အောင်တည်သူကိုလန့်သွားအောင်ဖိနှိပ်မှုတွေလောက်ကြပါလိမ့်မယ်အဲ့တော့ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကိုက မင်းကတော့ဗမာဒီမှာရှိနေရကောမဟုတ်ဘူးမဟုတ်တော့မင်းကတော့ညောက်ပေးတယ်ဆိုတဲ့စကားမျိုးနဲ့ကိုခတဲ့တော့တုံ့ပြန်လို့ရတယ်ဗောဗျာဒါပေမဲ့ကျွန်တော်တို့ရန်သူကိုတိုက်တဲ့အခါမှာတော့ဒီလက်မျိုးစုံတွေပေးဆက်ရတဲ့နည်းပဲလीအကယ်၍ဒီ silent strike မှာမပါဘူးဆိုရင်သူ့ဘက်သူတက်တက်အိမ်ထဲမှာနေတဲ့သူတော်စစ်တပ်ကသူ့ဘက်သူအိုးမလို့အုံပွင့်ကြောက်လို့စိတ်တွေလွန်ကဲလာပြီးတော့တနေ့နေ့ပြတ်သက်တာလည်းဖြစ်နိုင်သလိုဥပဒေပေါင်းအမှုပေါင်းတတိတသန်းနဲ့တရားဆွေးပြီးတော့ဖမ်းတိထောင်ချရတယ်ဗောလည်းဖြစ်နိုင်အဲ့တော့ silent strike တို့ဘာလို့မှပါမမဟုတ်ဘူးမြန်မာစစ်တပ်ကအဲ ဆေးရနာရှင်စနစ်ကိုစန့်ကျင်နေတဲ့သူတွေမှန်တရားဒီဘလို့အခြေအနေမှမဆို NA ရှိနိုင်နေတော့ကျွန်တော်တို့သိပြီးသားပဲနောက်တစ်ချက်ကကျွန်တော်ကြည့်မယ်ဆိုရင်မပါဘူးဆိုပေဦးတော့မပါဘူးဆိုပေဦးတော့ဒီလိုဖက်စစ်စစ်တက်ရှိနေတဲ့နေရာကာလာပတ်လို့တီသူတွေကတော့ကိုမကျူးလွန်လဲကျူးလွန်နေသူတို့ကျူးလွန်နေထင်တဲ့အမှုတွေသူတို့အမှုလို့လို့ထိတ်ခိုင်းတဲ့အမှုတွေနဲ့ဖဲသီးပြီးတော့တရားစွဲခံရတာတွေရိုင်းနဲ့မြင်းစဲခံရတာတွေတက်ပြက်ခံရတာတွေအပြစ်လာနေအောင်ပါပဲအဲ့တော့အဓိကအချက်ကတော့ဒီမှာစစ်တက်ကိုကျွန်တော်တို့ တွန်းလှန်ကြတယ်ဆန့်ကျင်ကြတယ်အတူးကြတယ်အခံကြတယ်ဆိုတဲ့အခါမှာတော့ပေးဆပ်မှုတွေမျိုးစုံရှိနိုင်တယ်အဲ့ဒီအတွက်တော့ကျွန်တော်ကတော့ဒီ silent strike လုပ်ခြင်းပေါ့နော်ဒီ silent strike call နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာထွေထွေထူးထူး comment တော့မရှိဘူးအဲကျွန်တော်အမြင်ကတော့ဒါစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်တဲ့လုံဆောင်မှုတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်ကြိုးဆိုရတယ်။ဒါပေမဲ့နိုင်ငံရေးအခြေအနေအရအဲဘလို့ပါဝင်သင့်တယ်ဘလို့မပါဝင်သင့်ဘူးဘာတွေဘလို့ဖြစ်တယ်ဆိုတာကတော့တပိတ်ဥဆောင်နေသူတွေတပိတ်မှာပါဝင်နေတဲ့ဒီသူတွေကတော့ ကိုယ့် NA ကိုကိုယ်အလေးထားပြီးတော့ကျွန်တော်တို့စဉ်းစားသုံးသပ်ဖို့လိုတယ်လို့ပဲကျွန်တော်မြင်ပါတယ်။နောက်ပြီးတော့ဒီမှာဒီအခြေအနေနဲ့ပတ်သက်လို့လေဒါ TM Media ပေါ့နော်ဆရာကိုသိန်းရဲ့ဆွေးနွေးတာတွေအချက်ကလေးကိုလေခင်ဗျားတို့သူ့ channel မှာလေအစဉ်ပြင်သွားရောက်နားထောင်သိကြပါတယ်။သူ့ဒီမှာလေသုံးသပ်ချက်တွေမှာစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေအများကြီးပါတာကိုကျွန်တော်တွေ့ရပါတယ်။ဒါအရော ဒီဗမာဒီမန်တွေဦးတော်လိုင်းကာလာတွင်မှာဒါလုံးဝလူလူကိုအသစ်စမ်းနီလန်တစ်ခုအနေနဲ့ဆက်ရလာရှင်ဆက်ကျဲအတူမှုမှာအသုံးပြုလာတဲ့ silence strike နဲ့ပတ်သက်ပြီးရွှေဘက်မှာထစ်ခဲ့တဲ့အဖြစ်အပျက်ကလေးတွေနဲ့ဒီဒီဇင်ဘာ10ရက်နေ့ဒါနံပါတ်6ကို6ကြိမ်မြောက် ဒီလိုတုံ့ပြန်မှုအပေါ်မှာစန့်ကျင်အခံမှုနော်အန်တုမှုအပေါ်မှာနိုင်ငံရေးအန်တုမှုအပေါ်မှာဖြစ်လာတဲ့အကြောင်းအရာတွေပုံမှာကျွန်တော်သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်အဲဒီနေရာမှာတော့ကျွန်တော်ဒီအဲပြောကြတယ်တချို့ကဒီလိုတင်ပြတယ်ဆိုတဲ့အခါမှာကျတော့အစ်စ်တက်ကဒီလိုနီးလန်းနေတိသွားမှာဘောလို့ဘာလို့ဆိုပြီးတုံ့ပြန်လာနိုင်တာလည်းရှိပါတယ်ဒါပေမဲ့စစ်တက်ကတော့ ဟိုဘလို့နီးလဲမဆိုဘလို့ဖိနှိပ်မှုမဆိုပြည်သူကိုအတိုင်းကျင့်မှုဆိုလုပ်ဖို့အနေတွေးနေတာတဲ့ကျွန်တော်တွေးမိမှတို့တွေးမိမှာမဟုတ်ဘူးကျွန်တော်အားလုံးကြိုပြီးစဉ်းစားနိုင်ဖို့အတွက်ပါဝင်မဲ့သူတွေဥဆောင်မဲ့သူတွေကြိုပြီးစဉ်းစားနိုင်ဖို့အတွက်ကျွန်တော်ဒီအချက်လက်ကလေးတွေညွှန်ပြခြင်းဖြစ်ပါတယ်ဗျခင်ဗျားကစဉ်းစားမိတဲ့အချက်တွေတော့မို့ဒီ silent strike နဲ့ပတ်သက်ပြီးတော့တဘောရအနေနဲ့ရှိရင်လည်း comment မှာမှတ်ပေးဖို့ညတာရက်ခံပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်